ီရိုခီရိုဆယ်ကောင်ပြည့်တဲ့အခါအယ်ဖာကပူဆွမ်းအားကြီးရဲ့ဖောင်အသွင်ပြောင်းသွားရလို့တင်ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့ဒါကအပြည့်အဝတော့မှန်းမနေပါဘူး။ပြောရရင်အယ်ဖာကကိုယ့်နေမျိုးကိုကာကွယ်နေရတဲ့စစ်တပ်တော်ဘီရင်တပါးပါပဲ။တိုက်ခိုက်ပုံကန်သူတွေကိုလည်းအလွယ်တကူရှင်းလင်းနိုင်ခဲ့တယ်။ဒါပေမဲ့ဒီလိုမျိုးတသက်လုံးအနိုင်ရမနေနိုင်ပါဘူး။တနေ့မှသူ့နေမျိုးကလည်းတခြားနေမျိုးလိုပဲကြာဆုံးသွားလိမ့်မယ်။ဒါကိုလည်းအယ်ဖာကိုယ်တိုင်သိနေခဲ့တယ်။ညတညမှာအယ်ဖာရဲ့နားထဲကိုအတန်တကူကတီးတူးလာပြောခဲ့ပါတယ်။ ငါရဲ့ချစ်လာစွာသောကန်ဆူမုံမောင်ကြားနေတဲ့ခင်ကြီးအဲ့ဒီတဆီလိုတဲ့လူသားခန္ဓာကိုဆုံးဖို့အချိန်ကြာပြီငါနဲ့အတူဘူအော်လိုက်ပါဟောင်းရပါသူကတော့ Law of Greed ဆိုတဲ့လောဘနဲ့ဖျားပါပဲ Original Story အရဆိုရင်ဖြစ်တာပေါ့ဒီ universe မှာတော့သူဟာ alpha ကိုသူနဲ့အတူပူပေါင်းပြီးထာဝရရှင်တန်ဖို့ထာဝရအနိုင်ယူဖို့တွေးဆောင်ဖျားယောင်းခဲ့ပါတယ် နှစ်တွေကြာပြီးရဲ့နောက်မှာတော့ Alpha ရဲ့စစ်တယ်ဘက်တချို့တည်ဆုံးကုန်ပြီးလူအစ်စ်တွေစားလို့လာကြရဲ့ Alpha ရဲ့နေမီယာအရင်လိုမတိုးတက်တော့ဘဲအသက်ရှင်မှုတော့အနိုင်နိုင်လောက်ယူလာကြရဲ့အဲ့တော့ဒီနေ့စပွဲမြေပြင်အလဲမှာ Alpha ဟာသူ့စစ်တယ်တွေကြာဆုံးတာကိုကြည့်ရင်ဘာလို့စက်တိုက်ကိုက်နေမှာလဲအသက်ကြီးပြီးအာနေဝါဖို့ဘာလို့ထိုင်ဆောင်နေမှာလဲဘာစွမ်းအားကိုယူပြီးထာဝရရှင်တန်လိုက်ဆိုတဲ့လောဘနဲ့ဖျားရဲ့စကားတွေကိုကြားအောင်ပြီးတခုကိုတွေးလိုက်ရရဲ့ သွေးမြေပြင်းလေးပေါ်မှာထူးထူးဆန်းဆန်းပွင့်လန်းလာတဲ့နှင်းစီပန်းလေးကိုပေါ့ FR8 ပန်းလေးကိုသွားကန်ယူလိုက်တဲ့အခါမှာတော့သူ့တကိုယ်လုံးနာကျင်ပျက်စီးကုန်ပြီး Etonokin အဆုံးမရှိဘရင်တစ်ပါးဖြစ်လာပါတော့ရဲ့ဒါကတကယ်တော့လောဘနှက်ဖျားရဲ့ဝါမျိုးချင်းကိုခံလိုက်ရတာပါအရင်ကကိုတိုင်းရီကိုကာကွယ်ဖို့ပဲဆန္ဒရှိခဲ့တဲ့ FR ဟာအခုချိန်မှာတော့ကဘာဘဝရှိသည့်များအကုန်လုံးကိုလိုက်လံဝါမျိုးကိုဖြစ်လာခဲ့ပါပြီ။ ။တနည်းအားဖြင့်သူ့ရဲ့ဖောင်နှမျိုးဆိုတာလူဖောင်ကနေလောဘနဆိုးအသွင်ပြောင်းလိုက်တဲ့သဘောပါပဲ။ဒါကြောင့်ဒီစကင်မှာအယ်ဖာဟာဟီးရိုးလည်းဖြစ်တယ်လို့ဖီလင်းတကောင်ဆိုလည်းမမှားပါဘူး။သူလိုချင်ခဲ့တဲ့မတည်မျိုးဘဝကိုတော့ရှားခဲ့ပေမဲ့လောဘနဲ့ဖရားရဲ့ထိန်းချုပ်မှုအောက်မှာတသက်လုံးရှင်သန်သွားရမှာဖြစ်ပါရဲ့။ဒါကတော့ဒီ Air Force Legends ရဲ့ story လေးပဲဖြစ်ပါရဲ့။ အခုကျွန်တော်ဆက်လက်ပြီးတော့ Alpha ရဲ့ Revenant of Roses Event အကြောင်းလေးနည်းနည်းရှင်းပြခြင်းပါတယ်။ဒီမှာဆိုရင် Legend Skin တွေရဲ့ပထမဆုံးလို့ပြောလို့ရမယ့် Dynamic Portrait နဲ့ကိုပိုင်နံပါတ်စင်တွေပါလာတာရယ်။နောက်ပြီးတော့ Guinevere Legend Skin အပြင် Atomic Pop Skin တွေ Stand Skin Sparkle Skin တွေအာ Amos Skin တွေကပြန်ရောင်းချလာပြီး Event မှာပါပြန်ထည့်လာတဲ့အတွက် draw လေးရင်းနဲ့ပေါ့ချင်ပေါဝါနိုင်တယ်လို့တုံ့ငန်းနဲ့လဲလို့ရရဲ့ the wish 19ဆိုတဲ့စီမှာလေကို ဒရော့ဖြင့်ရင်လက်တလောက် point တွေတိုးလာမှာဖြစ်ပြီးတော့ point များရင်များတလောက်တန်ဖိုးကြီးရဲ့ skin တွေကို random ကန်ဆန်းလို့ရမှာဖြစ်ပြီးတော့ခုမှမရှိသေးတဲ့ skin ကိုလည်းသူကဦးစားပေးပြီးတော့ပေးမယ်လို့ပြောတာပါပဲအဲ့တော့တင်လို့ရောဘယ်စကင်မျိုးဖောက်ဖို့စဉ်းစားရလဲဆိုတော့ကောမှာ UI ကနေမှာရေခုကျွန်တော်ဆက်လက်ပြီးတော့ဒီ Alpha Legends skin ရဲ့ spotlight လေးတချို့ကိုဆက်ပြသွားပါမယ်အဲ့တော့အဆုံးထိဆက်ကြည့်ပေးကြပါဦးဗျာ nations turn to dust. I want. အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။တင်းရဲ့ထင်မြင်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.